မောင်တော်မြို့နယ်မြောက်ပိုင်းရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တကြောမှာမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့အာဆာ RSO AR အဖွဲ့တွေလှုံ့ဆော်မှုကြောင့်ဒေသခံတွေမှာလုံခြုံမှုကင်းမင်းနေရတယ်လို့သတင်းရရှိပါတယ်။အဲ့ဒီမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေမှာမောင်တော်မြောက်ပိုင်းမှာလူသွားလူလာလမ်းတွေမှာဒေသခံတွေကိုခြုံခိုတိုက်ခိုက်တာအရခတ်တတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုမကြာခဏခြုံခိုတိုက်ခိုက်နေတာတွေကြောင့်ဒေသခံတွေမှာလုံခြုံမှုကင်းမင်းနေကြပါတယ် လုံချုံမှုနဲ့ပတ်သက်လို့တော့လုံးဝလုံချုံမှုမရှိတော့ပဲခံစားရတယ်ဒါပေမဲ့ကျွန်တော်ဒီကြေတော့ကနေပြီးကဲတထုံးရတာပဲလေပဲမညမလုံစမ်းရတယ်ဒီစားဖြစ်ဘူးလားမလားမြတ်သူကကုတ်ခရရှုတယ်တခါတခါရသူလာလက်သူဖလက်တကြံခနေရတကြံဆိုပြစ်လေဒီကရသူနဲ့တူးတခါလူလေးဆိုပန်လာဘူးတမီးရတလမနှစ်ပြင်းဒီကလည်းမကလေးပုံမှန်ဆက်ခင်ရတယ် လရှိမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေမှာဘင်္ဂလားဒေ့ရှ်နေဆာကတဆင်နမ်မြင့်အကြောင်းနဲ့မေယူတောင်ကျောတွေကိုစိမ့်ဝင်လှုပ်ရှားလေရှိပါတယ်။လရှိမှာမောင်တော်ဒေသခံတွေအပြင်အင်းအင်းရဲ့လုံခြုံရေးစခန်းတွေကိုပါချောင်းမြောင်းတိုက်ခိုက်မှုတွေကြောင့်မကြာခဏတိုက်ပွဲဖြစ်ပွားလေရှိပါတယ်။ ဒါကြောင့်ဒေသခံတွေမှစိုင်းပြောရင်ကုသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကိုတွင်ကျေစွာမလုံခြုံရေးကြတော့ပဲခြေရွာအနီးတစ်ဝိုက်မှာသာလုံခြုံစားသောက်နေကြရတယ်လို့ပြောဆိုကြပါတယ်ကျွန်တော်အစတမရှိစကကျွန်တော်မဆံပြုံးမဟုတ်ကြဘူးကဥမာမလာကကျွန်တော်ကောက်တယ်။ဒါကတပိစကင်းစလာလုံးမလား။အစမရှိစကလုံးမဆံပြုံး။လုံစားဖို့ကောင်းတယ်။တယောတဲ့မော်တော်စကလည်းလာလို့။ဒီစံဒီစံတော်လို့အစံပြုံးမလေးအကူကတယောလာဖို့ကောက်တယ်။ အနည်းဆုံးစေရဆိုင်ခိုင်းမှာတော့တကယ်နဲ့လာရတယ်ဖျားဆောက်ခေါလုံးမလေးအဆမ်ပိဇာမောကအဆမ်ပိလာဘူးတအပြင်မွတ်စလင်လက်နက်ကင်တွေရဲ့အန်ရဲကြောင့်တာယာကုန်းတင်ဘောလာနန်တာတောင်မိတိုင်းစတဲ့ကျေးရွာတွေကဒေသခံတွေမှာစေဝါကူစားမှု ခံယူဖို့နဲ့ ဈေးဝယ်သွားဖို့တောင်ပြိုလက်ဝဲမျိုးကိုတောင်သွားလာရင်အခက်အခဲရှိနေတယ်လို့ပြောဆိုကြပါတယ်။ဒါကြောင့်ဒေသခံတွေအနေနဲ့မွတ်စလင်လက်နက်ကင်တွေရဲ့အန်ဒီယေကဘေကင်ဖို့အရခတ်တပ်တော်ကလုံခြုံရေးကိုတင်ကျပ်စွာ လုံဆောင်ပေးဖို့လိုလာနေကြပါတယ်။တစ်ဖက်မှာလည်းရခိုင်ဘင်္ဂလားဒေ့ရှ်နေဆမှာမွတ်စလင်လက်နက်ကင်အဖွဲ့တွေလှုံ့ရှားနေမှုကြောင့် နေစားလုံချုံရဲကိုအထူးတွန်းမြင်လှုံ့ဆောင်သွားမှာဖြစ်တယ်လို့လည်းအေအေကစက်တင်ဘာလ19ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင် မောင်တော်ဒေသကိုမွတ်စလင်လက်နက်ကင်တွေဝင်ရောက်တိုက်ခိုက်လာမှုမှာဘင်္ဂလားဒေ့ရှ်ဘက်ကစစ်ဘက်ဆိုင်ရာအရာရှိတချို့ရဲ့တွန်းအားပေးမှုတွေပါဝင်တယ်လို့အေအေစဦးစီးချုပ်ဘိုးချုပ်ထွန်မြင့်နိုင်ကအေအော်ဒီနဲ့အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ တခိုင်ပြည်ကိုအစ္စလာမစ်နေပြီတခုဖိုင်ဟိုတဲမေဆောင်တင်မဘင်္ဂလားစရာပိုင်လို့ရှိမှနေပါရနော်ဒီအနာလိုလေဒီအစားသူတို့ကကန်ကွာပူတီတီကိုတော့လာခိုင်တဲ့ပိုင်ဒီအစားတဲ့နိုင်ငံကဥပဒေလေဟိုခင်မမဟင်းလောက်ကပိုင်ဒီလက်ရှိမောင်တော်မြောက်ပိုင်းမှာအာသာလှုပ်ရှားမှုနဲ့အတူတိုက်ပွဲတွေရှိနေတာကြောင့်ဒေသခံအတန်မွေးဝမ်းကြောင်းအလုံးတွေကိုပြစ်ကာနေရာဆုံးခွာနေကြရတဲ့အပြင်ကုသန်းရောင်းဝယ်ရေးလုပ်ငန်းတွေလည်းရပ်တန့်နေရပါတယ် မောင်တော်မြောင်ပိုင်းဒေသတွင်နေထိုင်တဲ့ရခိုင်မရမကြီးမြို့ဒိုင်းနတ်စားတဲ့မြို့တွေစုဝင်တွေမှာလဲအာစာအဖွဲ့ရဲ့တပ်ဖြတ်ခြင်းကိုခံနေကြရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။လက်ရှိမှာမောင်တော်မြောင်ပိုင်းတောင်ပြိုလမ်းဝဲမြို့မြောက်ဖက်မှာရှိတဲ့အင်းချောင်းကြောင်လုံးစားတဲ့ကျေးရွာနဲ့နေမတ်တိုင်း96နေရာတို့မှာမကြာခဏတိုင်ပွဲတွေဖြစ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။